ိုးသက်ထန်စွာရွာသွန်းပြီးမြင်းရည်ကြီးနိုင်တဲ့အန္တရာယ်သတိပေးချက်များနဲ့မြန်မာနိုင်ငံပေါ်သက်ရောက်လာနိုင်တဲ့တိုက်ပွဲမုန်တိုင်းဂါလ်မန်ဂီရဲ့သတင်းထူးများကိုပါတင်ဆက်ပြီးတော့မှဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရခင်ဗျာပထမဆုံးအနေနဲ့မုန်တိုင်းမိုးသက်ထန်စွာရွာသွန်းခြင်းကြောင့်မြင်းရည်ကြီးခြင်းသတိပေးချက်များနဲ့မြင်းရည်ချိန်များကိုပြောပြပေးတော့မှဖြစ်ပါရခင်ဗျာယနေ့၄ရက်၁၇လ၂၀25ရက်နေ့နာရီ၆နာရီခွဲအချိန်တိုင်းထွာချက်အရမြင်းရည်အခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြကြီးနားမြေရည်ဟာမင်းကညနေကနေ7နှစ်နာရီတွင်ကိုလမကန်ပြန်ကြသွားပါတယ် ညကြီးနာမျိုးရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့28.3ဒီဂရီဆယ်စီယံနဲ့ယနေ့အနေဆုံးပူချိန်ကတော့22.3ဒီဂရီဆယ်စီယံလို့ပဲဖြစ်ပါရခင်ဗျာညကြီးနာမြေရာဆိုရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်969စင်တီမီတာ25ဘီကျော်ကပ်အလိုမှာရောက်ရှိနေပါတယ်မြေအတက်ကြပုံမှန်နေထားကမှရှိနေပါမယ်ထူးကပ်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ ARI မြစ်ထပ်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါမယ်ရန်ဖန်ရန်က ARI မြစ်စုံထပ်ပိုင်းမှာနေရာကွက်ရေမိုးသက်ထန်စွာရောက်သွင်းခြင်းများကြောင့် မြင်းချနာမီရဲ့ကြာဆင်းနေရာမှာပြတ်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေုံမှာဖြစ်ပါတယ်။စကားနိုင်ဒေသကြီးအထပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အီယော်ရီမြစ်အထပိုင်းမေခမလိခမြဝဒေသများမှာမိုးဒိတ်တောင်ဖြစ်ထွန်းမှုအားအနည်းငယ်ရှိနေပါတယ်။အီယော်ရီမြို့တစ်လျှောက်နဲ့ချင်းတွင်းမြို့တစ်လျှောက်မြေကန်းဒီမြင်းနိတ်ဒေသများနဲ့မြင်းလူကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများအီယော်ရီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင့်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးချင်းတွင်းမြို့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ။ခန်းဒီမြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မကထက်ကြသွားပါတယ်။မုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မကထက်ကြသွားပါတယ်။ခန်းဒီဟ ோம் လင်းဖောင်းပြေမော်လိုက်တို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကလေးဝမြေဟာယနေ့နေ့လယ်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မင်းကနဲ့ကဏီမြို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။မောင်ရမြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ယနေ့ညနေပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါမယ်။ဆက်လက်ပြီး ARD မြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ ပမောင်မြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ရှေကူမြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ကတာမြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ယနေ့ညနေပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ထီးကြိုင်တပိတ်ချင်းမန္တလေးနဲ့သခိုင်းတို့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မြင်းမှုပခုတ်ကူညောင်းဦး၆မင်းမှုတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မကွေးအောင်လံပြည်စိတ်သာဟင်းသရနဲ့ဇလုံမျိုးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ARN မြေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးလေဝေလိုင်း CAT2 တိုင်ဖွန်ကယ်မဂီနဲ့သတိထားရမယ့်အခါလုံမိုးများအကြောင်းကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာလက်ရှိအချိန်မှာ ARN တိုင်းဒေသကြီးနဲ့ဘင်္ဂလားပင်လယ်ော်အရှိလေပိုင်းအပေါ်၌လေဝေလိုင်းတစ်ခုဖြစ်ပေါ်နေပြီးအဲ့ဒီလေဝေလိုင်းဟာကုန်းတဝက်ရေတဝက်အနေထားမှာရှိနေပါတယ်ရာသီဥတုခံမှန်းချက်များအရအဆိုပါလေဝေလိုင်းဟာရခိုင်လမ်းကြောင်းခံမှန်းချက်များအတိုင်းနိုဝင်ဘာလ9ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်နိုဝင်ဘာလ9ရက်နေ့နောက်ပိုင်းမှာမြန်မာနိုင်ငံအနှံ့ပြားမှာမိုးအားယာယီရော့ချသွားနိုင်ကြောင်းတွေ့ရပါတယ်။တချိန်တည်းမှာပဲတိုင်ဖုန်မုန်တိုင်းအဆင့်ထိအားကောင်းလာပြီးဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်တော့မဲ့တိုင်ဖုန်မုန်တိုင်းကယ်မဂီရဲ့အဆုံးသတ်လမ်းကြောင်းနဲ့ပတ်သက်ပြီးသတိထားစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ ECNWF model ရဲ့လမ်းကြောင်းကြိုတင်ခန့်မှန်းချက်များအရတိုင်ဖုန်မုန်တိုင်းကယ်မဂီဟာနိုဝင်ဘာလ10ရက်နေ့မှာထိုင်းနိုင်ငံမြောက်ပိုင်းထိရောက်ရှိလာနိုင်ကြောင်းတွေ့ရပါတယ်။ ို့ဖြစ်ပါ၍ရခိုင်သတိပေးချက်များမှာဖော်ပြခဲ့တဲ့အတိုင်းမိုးလွန်ကာလအတွင်းမိုးကြီးခြင်းနဲ့စိုက်ပျိုးရေကိုထိခိုက်စေနိုင်တဲ့အခါလွန်မိုးဖြက်မိုးများရွာသွန်းလာနိုင်တဲ့အခြေအနေများကိုထုကယုပြုစောင့်ကြည့်ရမှာဖြစ်ကြောင်းမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသတိပေးထားပါရခင်ဗျာဆလဘီမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့အထူးမိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များရအရှိတ်ဘက်မှရွေးချားလာသောလေပွေလိုင်းများရဲ့အရှိန်ကြောင့်၎င်းဘင်္ဂလားပင်လယ်အော်အရှိတ်လေပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသော မြန်မာနိုင်ငံမြဝကျွန်းပေါ်ကန်ယိုရန်ဒေတာအနီးမှာဖြစ်ပေါ်လျက်ရှိသောလီဗီးယားနဲ့ရန်ဝန်၏အရှိန်ကြောင့်၎င်းအထက်ပင်တက်လေအားကောင်းရာမှဒေါင်းလိုက်တိမ်လိုက်ဖြစ်ထွန်းမှုအားကောင်းတဲ့အတွက်မိုးတိမ်တောင်းဖြစ်ပေါ်ခြင်းများကြောင့်၎င်း၄ရက်၁၇လ၂၀၂၅ရက်နေ့မှ၆ရက်၁၇လ၂၀၂၅ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မိုးပြည်နယ်ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာအနှံပြမိုးတချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ရီမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြမကန်ဝန်တဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖက်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်မှမိုင်40ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြမကန်ဝန်တဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုးဝီမှာဆက်တပေကန်ရှိနိုင်ပါတယ်။တို့ဖြစ်ပါ၍မိုးသိပ်ထန်စွာရာသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်း လျှက်တစ်ပြက်ရေးကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေတာများရှိကုန်းမြေဒေတာအနည်းတွေနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေးကြီးရေချမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးဆယ်မြောင်းတာတပံများကိုလိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါရခင်ဗျာဆလဘီမိုးလီဝတာနဲ့ဇလဘီတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလီဝတာအခြေအနေများကိုတင်ပြပေးမှဖြစ်ပါရခင်ဗျာ ဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်အရဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောမြန်မာနိုင်ငံမြို့ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီးတွင်ဖြစ်ပေါ်နေသောလေပြင်းနှင့်ရံဝန်ဟာဆက်လက်တည်ရှိနေပါသည်။အဆိုပါလေပြင်းနှင့်ရံဝန်ဟာမြောက်အနောက်မြောက်သို့ရွေ့ရှားနိုင်ပြီးနောက်24နာရီအတွင်းဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်ော်အရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောမြို့ဝကျွန်းပေါ်ကမ်းလွန်ဒေသများကိုရောက်ရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်။ ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အစ်စ်တွေမှာတိမ်ထူထပ်နေပါတယ်။ဒီကနေ့မနက်ထိခမ်းမန်းချက်ကတော့ကြားပြည်နယ်မှာနေရာကျဲကျဲမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံပြမိုးထချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအီယာရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ရည်မိုးကြီးနိုင်ပါတယ်။ရွာရံရာနှုံးမြေဖြစ်ပါတယ်။ ဒီကနေ့မိုးနဲ့ကြိမ်ဒီခမ်းမကြကတော့မကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနံပြမိုးထစ်ထုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအီယော်ရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကင်းပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်ခင်ဗျာ။ဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ နေပြည်တော်မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရွာမှာရန်ကုန်မြို့မှာမိုးအသစ်နဲ့ထစ်ချုံပြီးတခါတရံမိုးသက်ထန်နိုင်ပါတယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟ ோம் လင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးအသစ်နဲ့ထစ်ချုံပြီးတခါတရံမိုးသက်ထန်နိုင်ပါတယ်။တဝဲမြို့မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖမ်းမြို့မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရွာပါမယ်။ ဟာခါမြို့မှာမိုးတည်ခြင်းနေချိန်တချုံရောပါမယ်။မော်လမြိုင်မြို့မှာမိုးတည်တဲ့တချုံရောပါမယ်။စစ်တွေမြို့မှာမိုးတည်ခြင်းနေချိန်တချုံရောပါမယ်။လာရှုံမြို့မှာမိုးတည်ခြင်းနေချိန်တချုံရောပါမယ်။တောင်ကြီးမြို့မှာမိုးတည်ခြင်းနေချိန်တချုံရောပါမယ်။ကျိုင်းတုံမြို့မှာမိုးတည်ခြင်းနေချိန်တချုံရောပါမယ်ခင်ဗျာ။မိုးတည်တော့ဖြစ်ပေါ်မှုအခြေအနေကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမသလိတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေးချားရနေရတခြားမှာမိုးရွာသွန်းညက်နဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံချင်းမိုးကျိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လယ်ပြင်မှာတော့မြမကမ်းရိုးတန်းတခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေပြင်းများချရောက်ပြီးလှိုင်းကြည့်ပါမယ်မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်ထိတိုက်ခတ်နိုင်ပါတယ်လှိုင်းပြင်မှာမြမကမ်းရိုးတန်းတခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှာ10ပေကန့်ရှိနိုင်ပါတယ် ။နောက်နေ့အတွက်ခမ်းမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးချင်းပြည်နယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထစ်ချုံပြီးနေရာကွက်ရီမိုးကြီးပါမယ်။နေပြည်တော်နဲ့နှီးတွဲအတွက်မနက်ဖြန်မိုးတက်ချိန်ထိခမ်းမန်းချက်ကတော့မိုးအသေးနဲ့ထိချုံကြွားပါမယ်။ရွာရံရာနှုံးပြဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နှီးတွဲအတွက်မနက်ဖြန်မိုးတက်ချိန်ထိခမ်းမန်းချက်ကတော့မိုးအသေးနဲ့ထိချုံပြီးတခါတရံမိုးသက်ထန်နိုင်ပါတယ်။ရွာရံရာနှုံးပြဖြစ်ပါတယ်။မန္တလေးမြို့နယ်နှီးတွဲအတွက် မနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးတဲ့ချိန်နေ့ချိန်ထစ်ချုံရွာပါမယ်ရွာရရာနှုံးမြင့်ဖြစ်ပါရယ်ခင်ဗျာနောက်ဆုံးအနေဖြင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းနိုဝင်ဘာလ၄ရက်နေ့မှနိုဝင်ဘာလ၉ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာပင်လယ်ပြင်မှာဖြစ်ပေါ်လျက်ရှိတဲ့လေတုမငြိမ်သက်ခြင်းအခြေအနေများကတော့ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းအရီတိုင်းဒေသကြီးနောက်ဖက်ကမ်းရိုးတန်းအနီးမှာဖြစ်ပေါ်လျက်ရှိတဲ့လေပြင်းနဲ့ရေဝင်ဟာရောက်ဖက်သူဆက်လက်ရွေးရှားပြီးနိုဝင်ဘာလ9ရက်နေ့ညမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းကို အများဆုံးမုန်တိုင်းငယ်အဆင့်ဖြင့်ဖြတ်ကျော်ဝင်ရောက်သွားနိုင်ပါတယ်။ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှအပူပိုင်းမုန်တိုင်းကယ်မဂီဟာနိုဝင်ဘာလ3ရက်နေ့မှာတိုက်ဖို့မုန်တိုင်းဖြစ်လာပြီးနိုဝင်ဘာလ4ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကိုဖြတ်ကျော်တိုက်ခတ်ပြီးနိုဝင်ဘာလ5ရက်နေ့မှာတောင်တရုတ်ပင်လယ်အတွင်းသို့ဝင်ရောက်လာနိုင်ပါတယ်။အနောက်ဘက်ဗီယက်နမ်ကမ်းခြေသို့ဆက်လက်ရွေ့ရှားပြီးဗီယက်နမ်ကမ်းခြေအနီးချင်းကပ်စင်အားအလွန်ကောင်းသောတိုက်ဖို့မုန်တိုင်းဖြစ်လာနိုင်ပါတယ်။မြန်မာနိုင်ငံဘက်သို့တက်ရောက်မှုရှိနိုင်မဲ့မိုးလေဝသအခြေအနေများကတော့ ဘင်္ဂလားပင်လယ်အော်မှလေပြင်းရည်ရံဝဲအချိန်ကြောင့်နိုဘာလ9ရက်နေ့အထိတနိုင်ငံလုံးမှာနေရာကျဲကျဲမှနေရာစိတ်စိတ်မိုးရွာနိုင်မဲ့အခြေအနေများဖြစ်ပေါ်နေနိုင်ပါတယ်။အရှိတ်ဘတ်တောင်တရုတ်ပင်လယ်မှာတိုင်ဖွန်းမုန်တိုင်းကယ်မဂီရဲ့အကျဉ်းချံများရွေးရှားဝင်ရောက်လာနိုင်မဲ့အခြေအနေကြောင့်နိုဘာလ9ရက်နေ့မှနိုဘာလ12ရက်နေ့အထိမြန်မာနိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသများရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကင်းပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးတို့မှာမိုးအထစ်တွေမှနေရာကော့ရိပ်မိုးများနိုင်ပါတယ်။ လေပြင်းရိုင်းရဲ့ဝင်းနဲ့တိုက်ဖိုးမုံတိုင်းရဲ့အကျဉ်းချံတွေကြောင့်တနိုင်ငံလုံးမှာမိုးအနေငယ်မှအသင့်တင့်ရွာနိုင်ပြီးနေရာကွက်ရီမိုးများတဲ့ဒေသများရှိနိုင်ပါတယ်။နိုဝင်ဘာလ3ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အထိ9ရက်အတွင်းရရတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ကင်းပြည်နယ်တွေမှာခုနှစ်အတွင်းမိုးရေချိန်၅လက်မအထက်9လက်မအထိရွာသွန်းရရှိနိုင်ပါတယ်။အစိုးရရာသီဥတုများဖြစ်တဲ့အပြော့လာသောလာနီညာနဲ့ အိန္ဒိယနေမျိုးဖြစ်ပေါ်လျက်ရှိတဲ့အခြေအနေများကြောင့်နိုဝင်ဘာလ30ရက်နေ့မိုးလုံကာလကုန်ဆုံးသည့်အထိမိုးနှင်းငယ်ဆက်လက်ရွာသွန်းနိုင်တဲ့အတွက်အခါလုံမိုးဖြတ်မိုးအန္တရာယ်ကိုမပြတ်ဂရုစိုက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းနှင်းစဉ်ဖြတ်များနဲ့ခုနှစ်အတွင်းရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်များကတော့ရန်ကုန်တိုင်းဒေသကြီးအတွက်နိုဝင်ဘာလ4ရက်နေ့မှနောက်နှစ်ရက်အတွင်းမိုးအသင့်အင့်ဆက်လက်ရွာနိုင်ပြီးနိုဝင်ဘာလ6ရက်9ရက်10ရက်တွေမှာမိုးအားလျော်နေနိုင်ကနိုဝင်ဘာလ9ရက်နေ့မှာတပံပြောင်းလဲမိုးအသင့်အင့်ရွာသွန်းနိုင်ပါတယ်။ နွေပါလ9ရက်နေ့ထိနေရာကွက်ရီမိုးများနိုင်တဲ့အခြေအနေများရှိတာကြောင့်ရန်ကုန်မြို့ရဲနေရာတွေမှာမိုးများရင်များသလိုရေကြီးရေလျှံနိုင်တာတွေရှိနေအောင်မှာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းနဲ့အနောက်တောင်ပိုင်းမြို့နယ်ခရိုင်တွေဖြစ်တဲ့ကြောက်တန်းတန်လျင်သုံးဝကောမှုကွဉ္ညံကုန်းတွန်တေခရိုင်စတဲ့မြို့နယ်တွေမှာခုနှစ်အတွင်းမိုးရေချိန်9လမှမှ6လမအထက်ရွာသွန်းရရှိနိုင်ပါတယ်။ရန်ကုန်မြို့ရဲမြို့နယ်များနဲ့ရန်ကုန်မြောက်ပိုင်းကမြို့နယ်ခရိုင်တွေမှာတော့ခုနှစ်အတွင်းမိုးရေချိန်၄လမအထက်ရွာသွန်းရရှိနိုင်ပါတယ်။ န်ကုန်တိုင်းဒေသကြီးအတွင်းကမြို့နယ်ခရိုင်များရဲ့24နာရီနေ့စဉ်ဖြန်းပြမိုးရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ကတော့တလက်မအောင်မှာပဲရှိကြောင်းတွေ့ရပါတယ်။အပူချိန်လေတိုင်နှုန်းလေထုဆူတိုင်းစားပင်လယ်ပြင်အခြေအနေများနဲ့လေထုညင်ညမ်းမှုအခြေအနေများကတော့ရန်ကုန်တိုင်းဒေသကြီးရဲ့အမြင့်ဆုံးနေ့အပူချိန်ကတော့32ဒီဂရီဆဲလ်ဆီယပ်နဲ့အနိမ့်ဆုံးညအပူချိန်ကတော့24ဒီဂရီဆဲလ်ဆီယပ်ရှိနိုင်ပြီးအမြင့်ဆုံးအပူချိန်တွေကိုနိုဝင်ဘာလ10ရက်နေ့နဲ့9ရက်နေ့မှာခန်းစားရနိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းနိုဝင်ဘာလ10ရက်နေ့မှာခန်းစားရမယ့်အပူချိန်ကတော့40ဒီဂရီဆဲလ်ဆီယပ်ခန့်ရှိနိုင်ပါမယ်။ယခုတစ်ပတ်အတွင်းအရှိတ်ဘက်တောင်ဘက်နဲ့အရှိတ်တောင်ဘက်အရာများမှာလေတိုင်နှုန်းတနအီကို15မိုင်မှ18မိုင်ခန့်ရှိနိုင်ပြီးရန်ကုန်မြို့ဝကန်းနီပင်လယ်ပြင်တွေမှာနိုဝင်ဘာလ3ရက်နေ့မှာလှိုင်းအမြင့်ဆုံး4ပေခန့်ရှိနိုင်ပြီးအဲ့ဒီနောက်ပိုင်းလှိုင်းအမြင့်မှာ2ပေခန့်အထိပြန်ကျသွားနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းနေ့လယ်နေခင်းအချိန်တွေမှာလေထုဆိုတိုင်းသာ80ရာခိုင်နှုန်းခန့်ရှိနိုင်ပြီးနံနက်အစောပိုင်းနဲ့ညပိုင်းအချိန်တွေမှာလေထုဆိုတိုင်းသာ 90ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းရှိနေနိုင်ပါတယ်။ယခုတစ်ပတ်အတွင်းရန်ကုန်တိုင်းဒေသကြီးရဲ့လေထုညဉ့်ဉန်းမှုအညွန်ကိန်းအမြင့်ဆုံး40ရှိနိုင်ပြီးအနေရမရှိတဲ့အညွန်ကိန်းအဆင့်ပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းသာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။